မင်္ဂလာပါရှင်။ Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေရှင်။မိတ်ဆွေများအလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါရစေရှင်။ဒီနေ့တော့ကျမဆ ्याम ကြီးခင်နေရွေဝတ္ထုလေးတစ်ပုဒ်ကိုဖတ်ပြခြင်းပါတယ်။ဝတ္ထုလေးရဲ့နာမည်ကဘိန်းစားရည်ချမ်းနဲ့မြတ်တာရက်ခဲညနာတစ်ခုကတော့ကျမတို့ရဲ့ Simple Daily Life Channel လို့လက်ခံ Subscribe လေးလည်းလုပ်ပေးပါဦးနော်။ဘိန်းစားရည်ချမ်း ဖြီးသွားခြင်းသည်စိတ်နှက်ပန်ရခြင်းထက်မမောဝယ်ကောင်းပေသည် အပြောင်းလဲများနှင့်တွေးဆောင်အတိုင်းစိတ်သည်ပြန်လဲစမ်းသပ်၍လာကဘဝတွင် နေသာထိုင်သာရှိလာလေသည်ဒါကြောင့်မြင်ကျမသည်တတ်နိုင်သလောက်ခီးထွက်၏ခီးထွက်ဖို့ပင်ငွေကိုလည်းစုဆောင်းခဲ့ပေသည်ခီးထွက်ခွာသွားတိုင်းရောက်ရာမျိုးနှင့်တောရက်ဒေသများသည်ကျမအားအမျိုးမျိုးသောသင်ကန်းစာများကိုတင်ကြားပို့ချကြပေသည် တဝယ်မျိုးတွင်ရေထန်းသမားကိုရေချမ်းကသင်ငန်းစာတစ်ခုတင်ကြားပြသသည်ဆိုလင်အံ့ဩကောင်းအံ့ဩပေလိမ့်မည်။ပုံနှစ်ခုကိုထမ်း၍ရေရောင်းသောကိုရေချမ်းကသင်ငန်းစာတစ်ခုတင်ကြားပြသသောဆရာဖြစ်သည်မှာအံ့ဩစရာပေသည်။တဝယ်ဘုတ်ထဲမှာတော်ကျယ်ဝန်းရေတက်ရသလောက်ရေချိုးခန်းမှာမူချင်းမြောင်းလွန်လာသည်။ရေချိုးကျွေစလုံးခွက်အဖြူကြီးသည်ရေညီစိမ်းများဘယ်တော့ကကတ်နေသည်မသိ။စေကျော်တိုက်ပြည့်၍မရပဲညိုစိမ်းစိမ်းဖြစ်နေလေသည်။ ကိုရီချမ်းဒီရေတဲယူလာတိုင်းထိုးကျွေးစလုံးညို့တိုက်ချွတ်ဆေးပြီးမှရေထည့်ပြီ။သို့တော်ကျွေးစလုံးကြီးကဖြူ၍မလာပြီ။အမကြီးဘာလို့ချင်းသေးတယ်လဲ။လိုချင်တာရှိပြော။ဒီချိုးခန်းထဲမှာကမုန်းနဲ့မသွားချင်းမြေဆိုင်အိမ်သာမိဖို့နောက်ဖက်မှာရှိတယ်ရဲ့။သူဒီအိမ်သာကိစ္စပါမကြံရင်းနီးနီးညွန်ကြားပြတတ်၏။ပြန်ကန်နီးလင်လဲနှုတ်ဆက်ပြီးမှပြန်နေသည်။သူဤတဝဲဆန်သောလေးတောင်ကြကြမျက်နှာမှာရွှွှွှင်လန်းလန်းမရှိလာပြီ။ အသားကလည်းတာမန်ဖြူဖွေးသည့်ထက်ဖြူဖက်ဖြူရဖြစ်နေပုံရလေသည် သူမျက်နှာသည်ရာဇဝင်ပါကြောက်ရွံ့ကြီးလိုပင်တစုံတစ်ခုသောအကြောင်းအရာများကိုလျှို့ဝှက်တူလောင်ထားဟန်ပေါက်နေလေသည်ညနေပိုင်းသူပြန်သွားပြီးအချိန်နှင့်ကျမသည်သူ့အကြောင်းကိုစဉ်းစားမိ၏ညစာစားချိန်တွင်ပိုတဲဆောင်သည် ကိုရီချမ်းအကြောင်းကိုတစိမ့်တဒေတာပြော၍ပြ၏သူစကားအယဆိုလင်ကိုရီချမ်းသည် လူဆိုကြီးပြီသည်တခါတော့အတော့ချမ်းသာတဲ့တတိတာပေါ့ဗျာ သူ့အဖေဆိုရင်နှမင်းမိုင်းကိုတော့တွားပြီးလှုပ်တဲ့သူပဲကိုရီချမ်းကြီးနောက်ကျောင်းများသည်ပွင့်အံ့၍ကြလာလေသည်အင်္ဂလိပ်လူ၁၀တန်းထိတင်ကြားပြီးချိန်တွင် မင်းကလေးတစ်ယောက်နှင့်ချစ်သည်ဟုဆို၏အဲ့ဒီမင်းကလေးကလည်းတဝဲမှဆိုတော်တော်ချောတာပဲငွေကြီးကလည်းမစိုးလာဘူးဒါပေမဲ့ဗျာကတော့ပါရဲ့ဒေါခင်ကြီးကိုပြောအောင်မင်းဒီမင်းကလေးကိုမညားခင်ကျွတ်ကျွတ်လွန်လွန်ဖြစ်ပြီးထားရက်ခဲ့တယ်ဗျာမင်းကလေးလည်းစိတ်တစားနဲ့သေးပါလေရော အိုးဟုတ်တယ်ကိုဝင်တဲ့ကိုသေးတာပဲ နောက်တော့မှသူ့အဖေပေးစားတဲ့ဘိတ်သူတယောက်နဲ့ယူတယ်။အဲ့ဒီဘိတ်သူနဲ့ရကလေးကတောက်လိုက်တဲ့အရက်။ဘာဆိုဘာမှမလုပ်ဘူး။နောက်ဆုံးဘိန်းရှူလိုက်တာခုဘဝရောက်တာပဲဆိုပါတော့သူ့မိမနဲ့တည်သွားပြီ။ယခုလူဆိုပြန်တော့လေကျမကြီးကိုရီချမ်းကြီးပြီးခဲ့သောဇက်လန်းမှာဘိန်းစားခြင်းအရက်တောက်ခြင်းနဲ့ချစ်သူကိုစော်ကားခြင်းဟူသောအပိုင်းများသာပါဝင်ခဲ့လေသည်။ပူရဲဆောင်ညီနဲ့စကားလက်ဆောင်ကြပြီးတဲ့ကျမဒီကိုရီချမ်းကိုပူပြီးအခဲခတ်၏တထေးသားတယောက် ပညာကလည်းဆယ်တန်းဆိုဒီမှာမခီလုတ်တိအလုံးမှာရေထန်းသမားအချောင်းရများသည်တစ်ခုနှစ်တစ်ခုမဆက်ဆက်လှပြီရုံနှန်းစကားဒဏ္ဍာရီတစ်ခုနှစ်တူ၍နေပြီးတော့သည်ကျမစိတ်ထဲတွင်မူကျမ၏ဇက်လိုက်ကိုရည်ချမ်းသည် သူ့ဘဝဇက်လန်းတွင်လူစိုးကြီးတစ်ယောက်အနေနဲ့ပေါဝင်နေသည်ကိုမကျင်နပ်နိုင်ပြီသူ့ကိုစစ်စစ်ကြည့်လျင် မွဲပြပြမျက်လုံးဖြူဖြော့ဖြော့အသားရည်များမှာဘိန်းစားဖြစ်ကြောင်းဖွင့်ဟဝန်ခံကြလေသည် ခြေဖုံးကိုကင်သောလက်များကလည်းတုံတုံကြီးနိုင်လာ၍တခါကအရက်ကိုအလွန်ကြွန်တောက်ခဲ့ကြောင်းမှ ဖော်ပြ၍နေပြီသည်သို့သောကျမဖော်မပြတတ်သောသူဟန်ပန်များကမူဘယ်သူကိုမှနာကျင်အောင်ဒုက္ခရောက်အောင်မလုပ်ခဲ့ဘူးကြောင်းပြောပြနေသလိုဖြစ်နေပြီသည်မျက်လုံးများကလည်းအယောင်မဲ့၍တကောမရှိတော့လေကျင်နာငဲညာသောစိတ်ဓာတ်မှမျက်လုံးတစ်ထောင်မှာပေါ်နေသလိုထင်ရပေသည်ထို့မှမပေါ်လင်တော့တဝဲမှမထွက်ခွာလိုပြီး တနင်္လာနေ့တွင်မှကျမသည်ကိုရီချမ်းကိုထိုင်၍စောင့်၏ဖိုရဲဆောင်ကိုကြိုတင်မှထားသောကြောင့်ကိုရီချမ်းသည်နေ့လယ်ပိုင်းလာမည်ဟုကတိပေးထားလေသည်သူရောက်လာချိန်တွင်တခြားဧည့်သည်များလည်းမရှိ၍ဖိုရဲတစ်ခုလုံးသည်တိတ်ဆိတ်နေသည်အတော်နွမ်းနေပြီဖြစ်သောတဝဲပိုးလုံးကြီးမှခြေတလုံးမှအကြောထုံးလေးနှစ်ခုကိုမဖုံးလွှမ်းနိုင်ပြီအမဘာကိစ္စရှိလို့လဲသူ၏ပြောဆိုများမှယဉ်ကျေးတော်လဲသူ့အနေနှင့် သေးနှုတ်အောက်ကျလွန်ရင်ရင်ထဲမှာနာနေသည်ရှင့်ကိုဆေးကုချင်လို့ခေါ်တာပါသူဒီအာယူရီပြောမိမိမျက်လုံးများကမွှေရွှင်လန်းတောက်ပလာဟန်မတူပြီဘာဆေးကုမလို့ခွေချမ်းဘိန်းစားတယ်ဆိုဒါဟုတ်ကုမလားဟုတ်တယ်ရှင့်ပညာတွေမနှမျောဘူးလားအလကလူညွန်တုံးရတယ်လို့ပဲဒီမအမရဲ့ကျွန်တော်ကဘိန်းစားရက်တော့လို့လူဘဝတုံးရတယ်လို့အမဘလို့နီးနေသိလဲ စကလုံးများကမူသူ့အဆင့်တောင်းကိုဖော်ပြ၍နေပြီသည်ကျမတဝဲကိုရောက်ကြတဲ့အကိုရေချမ်းအကြောင်းကိုစုံစမ်းနေတာပဲတဝဲသားတွေကကိုရေချမ်းကိုအတိများကြတာပဲသူတို့ဆရာရှင်းတဲ့င်းနေကြားရတာပေါ့အထူးသဖြင့်ဗိုလ်ရဲဆောင်ကလည်းပြောပြတယ်ဘသူပဲမိမိသူတို့အားလုံးကျွန်တော်အကြောင်းဒီလိုပဲပြောကြမှာပေါ့ဘလို့ကျွန်တော်အရက်တောက်တယ်ဘိန်းစားတယ်ကျွန်တော်ချစ်သူကိုဝင်နဲ့ဖြစ်ထားခဲ့တယ်လို့ပြောကြမှာပဲကျမဒီအာအာတင့်ကပါးစားဟနေလေသည် သူ့လူတွေဘာပြောဒီကိုလဲအားလုံးသိထားနေပါပကောတခြားသူတွေပြောရတာကြားပါမယ်ကျမရှင့်ကိုဒီလိုမထင်ဘူးရှင်ဟာဘယ်သူမှဒုက္ခပေးမဲ့သူမဟုတ်ဘူးလို့ယုံနေဟင်ကျွန်တော်ယုံနေအမလီဝမ်းတာလိုက်တာအမရင် အမတယောက်ဒီလိုပြောတယ်ဒါပေမဲ့ကျွန်တော်ဘာစီမှမကူပါနဲ့ရှင်နဲ့နဲ့ဆိုရင်ရေထမ်းနိုင်မှာမဟုတ်တော့ဘူးခုတော့လက်တရပုံးကိုကောင်းကောင်းမလို့မရချင်ဘူးသူ့လက်များကိုထောင်ရေးကြည့်ရင်မျက်နာကယွန်းရှာနေပုံရည် အသားဖြူတော်လဲလက်ချောင်းများမှခြောက်တွေ့၍အကျော်စိမ်းများသည့်တီကောင်ကြီးများလွတ်နေသလိုအယုတ်ဆိုးလာသည်ကြည်နေရင်ပါးစပ်ကရေ၍လာ၏ရေသံမှတွေ့ချောက်ချောက်နှင့်အေးဆက်လာပေသည်ကျွန်တော်ဘသူ့အမှမတတ်ပါဘူးအရက်တော်ဘိန်းစားတာဟာကျွန်တော်ကိုကျွန်တော်ဖျက်ဆီးတာပဲတခြားသူတော့မနှိမ့်ဆက်မဖျက်ဆီးပါဘူးအေးပေါ်လီတခုတော့ရှိတယ်ကျွန်တော်ကိုလက်ထက်တဲ့မိမတော့လင်ကောင်းမရရှာဘူးပေါ့ဘိန်းစားပဲရတာပဲဒါပေမဲ့သူ့ပစံနဲ့ကတပြားမှယူပြီးအရင်မတောက်ခဲ့ပါဘူး ရှင့်ချစ်သူဆိုတာကောသူဒီမျက်ရည်တွေဝိုင်းလာ၏ခုနကရေဟန်ပေါက်နေသောပါးစပ်များမှ ဆုံဆုံရုံကျုံသွားကမဲတဲတဲဖြစ်လာသည်ဖိန်းစားများသည်ဝမ်းနည်းလွယ်သည်ဆိုသည်မှမှန်၍များနေလိမ့်ပြီလားသူ့တော်မကြခင်ပင်သူ့နှခမ်းလေးများမှတရွရွလှုပ်၍လာသည်လှုပ်ရှားနေသောနှခမ်းများအားမှစကလုံးများသည်တလုံးပြစ်တလုံးထွက်အံ့၍ကျလာလေသည် တခါတလေလူလောကမှာဖြစ်နေတဲ့အကြောင်းတွေဟာလူတွေတွေးထင်သလိုမဟုတ်ဘူးအတွေးတွေရဲ့နောက်ပိုင်းမှာအင်မတန်စက်တိန်ထစရာကောင်းတဲ့အကြောင်းမှန်နေရအများကြီးပဲထို့စကားလုံးများကြားရခြင်းတွင်ကျမသည်ကျမဆက်လက်ကြီးကိုရီချမ်းတွေကျင့်နဲ့ဝမ်းသာမိထို့စကားလုံးများသည်ဘိန်းစားစကားလုံးများမဟုတ်ပဲအဆင့်တန်းရှိသောအသေးနှလုံးများသူ့ဝမ်းထဲတွင်ရှိသေးကြောင်းဖော်ပြနေပြီသည် တတိထံသို့လာပြင်းနေနန်းနဲ့အစောကြီးထရည်တွားရသည်မှာကိုရီချမ်းဖို့နှစ်သိမ့်စရာဖြစ်၏တီတီတို့ခြံသည်ပန်းပင်များထက်အသီးနှံပင်ကြီးများပို၍များသည်သူရောက်သွားတိုင်းပိန်ထဲပင်မှောင်ရိပ်တွင်တီတီသည်ခုတ်ကုတ်လေးထိုင်ကသူ့ကိုဆောင်၏တစ်ပင်ရွက်များကြားမှလရောင်ပြိုပြိုပြောက်ပြောက်များမှမြေပေါ်တွင်ပန်းဖြူဖွင့်များကျဲထားသလိုပြန့်ကျဲ၍နေကြသည်လရောင်၏အလှကိုမှောင်ရိပ်မှနှစ်ယောက်စလုံးမြင်နေသည်မှာနှစ်သိမ့်ကြည့်နူးစရာပေသည် လီအီးများကလည်းချက်နှဲမှပန်းရက်နဲ့များကိုယူဆောင်လာရုံမကဖျားသခင်နှုတ်ကပတ်တော်များကိုလည်းယူဆောင်လာပြီသည်သူတို့နှစ်ယောက်တွေ့ချိန်တွင်တီတီဦးလေးကြီးသည်ဖျားခန်းတွင်အာယုံဆုံးကတ်ချိန်ဖြစ်ပေသည်လာဖြစ်နေနှစ်နှစ်တိုင်းတီတီကဆုံးထပြီးချက်ပြီးရသည်ဆုံးထချက်ရင်ကိုကြီးချမ်းနှင့်တွေ့ရခြင်းဖြစ်ပေသည်ဒါကြောင့်တီတီသည်ချင်းချင်းနှစ်နှစ်ပင်ဆုံးကိုဆော့ဆော့ထပြီးချက်ပြီးမာတာယထာနိယံပုဒ္ဓ မာယုတာဧကပုတ္တမနုရခိဧဝံပိတပ်ပဘူတိတုမနတံဘဝယေအပရိမာဏံတူရေသောတာယိမိခင်ဒီတာယိအပေါ်တွင်အတိုင်းရှိမရှိနိုင်သောချစ်ချင်းမေတ္တာဖြင့်စောင့်ရှောက်ကြည့်ရှုပြီးတကယ်သို့ခတ်သိမ်းသောတရောဝါအပေါင်းတို့အားလည်းမေတ္တာဖြင့်လွှမ်းခြုံရ၏ဥလိကြီးအောင်မြင်ခံ냐သောအတန်သည်ငြိမ်သက်အေးဆေးစွာပင်အိမ်မကြီးစီမှလွင့်ပြန်လာ၏ တနာဖြစ်ရောရှက်သောငယ်ရွယ်သူတို့၏ချစ်တင်နှီးနှောခြင်းသည်ပင်လင်တရားတော်၏အတန်ကြောင့်ငြိမ့်သက်အေးဆေး၍တည်ငြိမ်လာသလိုပင်နှစ်ယောက်စလုံးထင်မြင်ပြီးလာကြပေသည်။ဦးလေးကြီးဖျားရှင်ခိုးတန်သည်သူတို့နှစ်ယောက်၏အချင်းချက်ဖြစ်၏။ဖျားနှုတ်ကပတ်တော်များအားရွတ်ဖတ်တည်ဆဲပြီးသည့်နောက်ပိုင်းတွင်ဦးလေးကြီးသည်နတ်နှင်ကားထားကိုရွတ်ဖတ်ပြန်၏။ဒုက္ခပတ္တအစာနေဒုက္ခဘယပတ္တဆရာနေပြာ။ ထိုပိုင်းသို့ရောက်လေဦးလေးကြီးပြေးရွတ်ပြီးတော့မိအထိတ်မှတ်ပင်ဖြစ်၍သူတို့နှစ်ယောက်ခွဲခွာလာကြရသည် ခွေချမ်းသည်ချမ်းပြင်းတွင်စောင့်နေသောတငယ်ချင်းများထံသို့ရောက်ချိန်မီမူအိမ်မြင့်ချင်းစီမှခြေစီတန်သည်လွင့်ပြန့်၍လာပြီသည်ယခုလိုတွေ့ရခဲ့သော အချိန်များသည်24ချိန်တည်းမရောက်ခဲ့ပြီမိုးသားဖုံးအုပ်နေသောမိုးရင်းလာပြေးတွင်လည်းတိတိထန်သောမိုးသည်ကြီးတွင် ရောက်လာခဲ့၏ ခိုက်ခိုက်တုံအေး၍နှင်းထူထက်စွာကြခြင်းတွင်လည်းတိတိထံသို့ရောက်လာခဲ့ပြီသည်ဆယ်တန်းအောင်လင်တော့တိတိနှင့်လက်ထပ်ဖို့မှာတေချာသောအစီအစဉ်တစ်ခုဖြစ်လေသည်တိတိအားလည်းဆာမီပွဲပြီး၍နေရာသည်ကျောင်းဘေးရဲ့အပြီးကဆုံလာတွင်လက်ထပ်ဖို့သဘောတူသည်ယနေ့တွေ့ဆုံသောလာပြည့်မှာတစောင်းမုံလာပြည့်ဖြစ်သည်လာရောက်ကြည့်တဲ့တွင်နှင်းမြူများရောပါလာစားပြူလာလေသည် ရင်သက်တိတ်ဆိတ်နေသောပောင်ဝင်းချင်တွင်ထုံးစံအတိုင်းဦးလေးချေပြေးရွတ်တန်ကလည်းကြား၍နေရပြီ။တီတီတီယခုတခါပို၍စကားပြော၏။တနင်္ဂနွေမှာတီတီတို့တစားမုံးလာတယ်မှာပဲလက်ထက်ရအောင်။ဘာဖြစ်လို့လဲ။စာမေးပွဲပြီးမှအေးအေးဆေးလုပ်ပါတီတီယာ။ဘာဖြစ်လို့ဒီလောက်လောတာလဲ။တီတီကခေါင်းငုံ၍နေ၏။ဘာမှမပြောပြီ။သူဒီစိုးနေတဲ့မြအစောဆုံးလက်ထက်ရန်အတွက်ကိုရီချန်းကိုဘလို့ပြောရမှန်းမသိပြီ။ နောက်လာပြည့်တွင်မူတည်တည်နေမကောင်းရေသူတို့နှစ်ယောက်မတွေ့ဆုံရပြီ။နေမကောင်းသူကိုတွား၍တွေ့ကျင်တော်လဲပြောင်းမတွေ့ရဲသည်မှာ မခံကြည့်စရာပြီပဲ။တည်တည်ထံမှစာများသာရောက်၍လာသည်။စာဆောင်တိုင်းကလည်းသူ့ကိုတစောင်းမုန်းနဲ့လက်ထက်ရံမင်းဖြစ်။ကိုရီချန်းကမတွေ့တတ်ပြီ။ဘာကြောင့်တည်တည်သည်ဒီလောက်မြန်မြန်လက်ထက်ချင်ပါသလဲ။နေမကောင်းသည်မှလည်းအချိန်ကြီးကောင်းလာသည်မရှိပြီ။စာထဲတွင်လည်းအိပ်ရာထဲမှလဲနေသည်ဆိုဤ။ကိုရီချန်းကစိတ်ပူနေသည်။ တနေ့တွင်အမေသည်သူ့ကို လာ၍တွေ့၏။မောင်ချမ်းမင်းတိတိစီမသွားဘူးလား။အမေကသူတို့အကြောင်းသိနေသည်မှာကြာလာပြီ။ကျွန်တော်သွားရင် သူ့အဖေအမေတွေကိုမျက်နှာပူတယ်။သွားတာသွားပါ။ကောင်မလေးကမင်းကိုတိတ်တွေ့ချင်နေတယ်တော်တော်မမဟုတ်။ယခုလိုဆိုတော့လည်းကဆုံ ပေါက်ရည်သာပြေးလိုက်ချင်းသည်။ဒီလိုဆိုသူ့အမေဖေတွေကအိမ်မှာတွေ့ခွင့်ပြုကြမှာပေါ့။အမေဒီအချိန်ကြီးချမှာတော့သမီးရှင်တွေကအတွေ့ပေးပါတယ်မောင်ချမ်းရဲ့။ဟင် ဘလို့အခြေဆိုဒီကိုကိုရီချမ်းကမတွေးတတ်ဘီခလီမာနေကြည့်ရတဲ့အချိန်နေမဟန့်ဘူးဘလို့လဲအမီအမလီတတိယောဂါတည်နိုင်နေလားတည်နိုင်တာမဟုတ်ဘူးမင်းကိုမင်းမသိဘူးလားမင်းခလီမာကလေးရှိနေတယ်ထင်နေဟင်သူဒီစကားဆက်ရပြောမရတော့ကလေးမော်ရင်ကြောက်ရွံ့ကြီးလို့ငုတ်တုတ်ကြီးဖြစ်နေသည် အမီကသူ့ကိုလှောင်တယ်လို့ကြည့်ပြီးအပြင်ထွက်သွားသည်ခလီခလီဘလို့လောက်ရပါလိမ့်သူဒီတွေးလို့မရ တွေ့တိုင်းခေါင်းရှုပ်ခါပတ်ချလဲလာလေသည်ဘလူများဖြစ်ရခြင်းမလေနောက်နေ့တိတိထံမှရေးလိုက်သောစာတွင်လည်းသူတွင်ကလေးရှိနေပြီဖြစ်၍လက်ထပ်ပါရန်ဖွင့်ဟတောင်းပန်သောစာဖြစ်၏ကိုရီချမ်းသည်စာအုပ်ကန်ရင်လက်ကတဆက်ဆက်တုံနေ၏ယောက်ျားတက်မဲ့ဟိ၍ငိုခြင်းသည်နှမျောလိုက်သည့်ဖြစ်ခြင်းနှမျောဒီမှာဘလို့နှမျောမှန်းမသိအောင်မြင်ဖြစ်၍နေပေသည်အကြောင်းဆုံးပြောပြခြင်း၍သူထံလာရန်ကိုလေတိတိယတောင်းပန်ထား၏ ဖြစ်မှဖြစ်ရလိမ့်ချင်း သူဒီအိယာထဲမှာပဲခွေးနေဘယ်ကူမှမသွားဘာမှမလုပ်တော့ဘီမင်းကလေးကိုမင်းကခေါင်းဆောင်ခြင်းတလားအမေကလာရွေးစုတိုင်းသူဒီဘာမှပြန်မပြောနိုင်နှက်ခမ်းများကဆက်ဆက်တုံ့ရင်းနေပြောချင်မှရဲ့အမေရင်ထဲမှာတော့ပြန်ပြီးပြောနေဟိတ်ကောင်မင်းကောင်မလေးတော့ရိုးပေါ်ရည်တင်မဲ့ဆရာမင်းဘာလို့သွားမတွေ့တယ်လဲသူ့ဖေးတယ်လေမင်းလာစီခြင်းနေတယ် ခေါမလေးရတဲ့လူရှိမှတော့မောင်းဝန်ခေါ်ပါဖြစ်နေတယ်။တိတိအချောင်းကလည်းကိုရီချမ်းတငယ်ချင်းအားလုံးသူပြတ်နှက်၍နေသည်။အမေတို့ကလည်းကိုရီချမ်းတွေ့စိတ်ညစ်နေပုံပေါက်သည်။စားခိုင်းလို့လည်းမရ၊သွားခိုင်းရည်လည်းမဖြစ်ပေ။လက်ထပ်ဖို့ကလည်းကောင်းခါ၍နေသည်။သစ္စာပေါက်လူယုံမှမင်းကခွေးနဲ့အတူတူပဲ။အဖေကလာစုလင်လဲငိုရည်သာနေသည်။ကျွန်တော်ဟာလူအစ်စ်ပါအဖေ။ဒါပဲပြန်ပြီးပြောတတ်၏။ ဘယ်တော့မှမငိုတော့တာယခုအရွယ်ကြီးတွေငိုကြီးချက်မှဖြစ်နေတော့လေအဖေနဲ့အမေကသူ့ကိုစိတ်ရမစုကြတော့ဘီနောက်တစ်ပတ်တွင်တိတိထံမှာစာရှိတဆောင်ရောက်ရလာ၏လက်ရည်များမှာကတိကရီနိုင်လွန်းလှ၍တိတိယောဂါကိုသူမှတ်နိုင်ပြီသည်နောက်နေ့တွင်မူတိတိဆုံးချောင်းကြရတော့သည်သူသည်အခန်းတစ်ခါကိုပိတ်၍တစ်နေ့လုံးဘလို့လူနေမှအတွေ့မခံတော့ဘီအဲ့ဒီကလေးအမရင် ျုပ်ကိုလူယုံမှာအဖြစ်နဲ့တငယ်ချင်းနဲ့လည်းဝိုင်းပယ်ထားကြတယ်။တမျိုးလုံးကလလညိုးတငေါငေါထိုးတာပေါ့။ကျွန်တော်လူသားသမားကြီးဖြစ်နေတာပေါ့။အဲ့ဒီကလေးကပေးတာအခုထိပါပဲ။အဖေပေးစားတဲ့မိန်းမကိုယူရတာလည်းစိတ်သက်သာမလားလို့ပူတော့ဆိုးလာသေးတယ်။အခုဘိန်းစားတဲ့ဘဝမှာတော့အလုပ်လုပ်လို့ဘယ်ရတော့မလဲ။ခုဘဝမှာလည်းကောင်းပါတယ်။ရေထမ်းပြီးဘိန်းစားဘိန်းမိန်လုံးတီတီနဲ့အမြဲတွေ့ရတာပဲ။နှစ်ဖူးမှချွေးပေါက်ကြီးများကိုတုပ်ရင်ကိုရီချမ်းသည်ဝေါဟိုက်နေတယ်လို့ဖြစ်နေသည်။ ခုထိသူ့စကလုံးများမှာပြည့်ပြည့်စုံခြင်းတို့မရောက်သေးပြီကျမစိတ်ထွေးတွင်မကျင်နှံ့နိုင်ပြီတလောက်ညဒီမှာတွားတွေ့နေတော့လေတငယ်ချင်းတွေကကျွန်တော်ကိုအထင်လွဲမယ်ဆိုလဲလွဲလောက်ပါတယ်ဒါပေမဲ့ကျွန်တော်ကလူမတတ်ပါဘူးမစော်ကားတတ်ပါဘူးဒါတွေကိုတော့ဖွင့်မပြောခြင်းဘူးဖွင့်ပြောရင်ကျွန်တော်ချစ်သူတီတီကုန်းငယ်မှာဆိုလို့လူလောကမှာကျွန်တော်သာလူအုံးမကြီးဖြစ်နေနေခဲ့တာပါဒီလိုဆိုဒီကလေးရဲ့ရှင်ကလေးမဟုတ်ဘူးပေါ့ဟင်းဘု து ကလေးလဲ မေတ္တာတုတ်ကိုအော်ကြီးဟစ်ကြည့်ရွတ်နေတဲ့ဦးလေးကြီးရဲ့ခလေးပေါ်အမှရင်တတိရဲ့နောက်ဆုံးစာထဲမှာအလုံးဖွင့်ရေးထားတယ်။သူ့စာလည်းကျွန်တော်အခုထိသိမ်းထားတယ်။ဟင်းဦးလေးဆိုမတော်ပါဘူး။မိဖတွေနဲ့ရင်းနေပြီးအိမ်မှာအတူနေလို့ဦးလေးကြီးဖြစ်နေတာ။ဝတ္ထုတွေဆိုရင်တော့ချစ်သူကောင်ကဲတင်တဲ့အနေနဲ့ကျွန်တော်လက်ထပ်တင်တာပေါ့လေ။ဒါပေမဲ့ရင်ထဲမှာနာတယ်။တဆက်ဆက်တုံနေအမှရဲ့ကိုတော့မတွေ့ရမခွရတဲ့ချစ်သူကိုအခုလိုဖြစ်ခံရတာရင်ကျိုးတာပဲ။ပြီးတော့ကျွန်တော်တို့ယူတယ်ထားဦး။ ဒီဦးလေးကြီးကဖះခန့်ကနေဖះနှုတ်ကပတ်တော်တွေရွတ်ပြီးကျွန်တော်မျက်နှာကိုပြုံးဖြည်းဖြည်းနဲ့ကြည့်မအောင်ကျွန်တော်မခတ်နိုင်ဘူးဒီလိုခွေးမသားကြီးတွေရုံမာမှုတဲ့ချက်ကိုတော့လက်ရှုမခတ်နိုင်ဘူးနွားမဖြစ်ချင်ဘူးဒီနေရာမှာကျွန်တော်မှားတယ်ဆိုရင်လည်းတိတိကိုတမလွန်လိုက်ပြီးတောင်းပန်ပါမယ်တမာဒီဝနှကောင်းနေရတဲ့ကျွန်တော်ကိုခွင့်လွတ်ကောင်းပါရဲ့ကဲတော့ပြစီတော့သူဒီခက်မြမြန်ပြီးနှုတ်ဆက်ပြီးအောက်သူပြေးဆင်းသွားသည်ကျမရင်ထဲတွင်တော့ဝန်းနေဝန်းတာဖြစ်နေသည် ဇက်လိုက်ကိုရေချမ်းသည်အများထင်သလိုလူယုံမာကြီးမဟုတ်သည်ကိုလည်းဝမ်းသာနေမိသည်မကြခင်တတိုင်းတိုင်းနှင့်လှေကားမှကိုရေချမ်းပြည့်တက်လာပြန်သည်အောက်ကဘိုးတဲဆောင်ကိုပူကပြောတယ်အမအဆိုင်ရေးဆရာစုနည်းနည်းပပရေးတာပါကျွန်တော်ကြောင့်မရေးပါနဲ့တောင်းပန်ပါတယ်ကျွန်တော်ဟာမေတ္တာတုံဆုံးအောင်မရွတ်တက်တဲ့ဘင်းစားပင်မဲ့လူမတက်တက်တာကိုသာအမသိအောင်လို့ပြောပြတာပါဟုတ်ပါတယ်ဒါပေမဲ့မေတ္တာတုတ်ကိုလူချောင်းအောင်ကျေးစီတန်တညာညာနဲ့ရွတ်ပြီး မိန်းကလေးတွေကိုစော်ကတတ်နေတဲ့သူအကြောင်းနဲ့ကျမရေးရမှာပဲသူဒီတွေ့တွေ့ကြီးစိုက်ကြည့်နေရမှာနှကမ်းများကိုသိရင်ကျွန်တော်တင်ရေးပါအသက်ငယ်ငယ်ရှိပေမဲ့ကျွန်တော်ဘလောက်အိုနေပြီလဲမကြိုက်ရင်တည်ရမှာပါဟုပြောကနောက်ဆုံးစကားတန်များတင်ဝင်သွား၏ယခုတခါတော့ခက်ပြေးပြေးပြင်သူဒီလေကားမှဆင်းရည်သွားသည်1316ခုနှစ်ဝါဆိုလားပြေကျော်9ရက်နေ့တွင်ကိုရီချန်းတည်ဆုံးခဲ့သည် အဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။အခုလိုဝိထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe တွေလုပ်ပေးပါဦးနော်။တစ်သက်မြင့်ရင်လည်းတငယ်ချင်းမိတ်ဆွေတွေကိုမျှဝေပေးဖို့မြတ်တရက်ခံပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။